ားလုံးမင်္ဂလာပါဒါတော့ many lies စကားဖြစ်ပါတယ်ကျွန်တော်ကသူတာပါဒီ season ရဲ့ host ပါဆိုတော့ကျွန်တော်ဒီကနေ့အဲ ဒီကျွန်တော်ရဲ့ show လေးမှာအဲကျွန်တော်ဖိတ်ခေါ်ထားတဲ့ speaker guest speaker တယောက်ရှိပါတယ်ဆိုတော့ကျွန်တော်ဒီနေ့ဘာကြောင်းရလေးပြောချင်တာလဲဆိုတော့ကျွန်တော်တို့ဒီဘက်ခင်မှာလူတွေကဒီအလုတ်ကိုတလုတ်ထပ်ပို့ပြီးတော့ပို့လုချင်လာကြတယ်အမှန်တမ်းပြောရအောင်နော်အလုတ်လုချင်တဲ့လူတွေများလာတယ်အဲ့တော့ဘာလုပ်ရမလဲအဲ့ဒီလူမျိုးတွေအလုတ်လုရင်ဘာတွေကပင်ပန်းမှာလဲပေါ့နော်ဆိုတော့ဒီအကြောင်းအရာလေးကိုဟိုပို့ပြီးတော့ပြည့်ပြည့်စုံစုံလေးပြောပေးနိုင်မယ်ကျွန်တော်တို့ guest တယောက်ကိုဖိတ်ခေါ်ထားပါတယ် ကောင်းကိုပြုတ်မင်္ဂလာပါမင်္ဂလာပါကိုဟုတ်အခုအရင်ဆုံးစပြီးတော့ကျွန်တော်တို့ဒီနားထောင်နေတဲ့လူတွေအတွက်ကိုမိတ်ဆက်လေးပြောပြပါအောင်ဗျာဟုတ်ကဲ့ဟုတ်အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဒေါက်တာအောင်ဖြိုးပဲဖြစ်ပါတယ်အခုလက်ရှိမှာတော့ကျွန်တော်က Menu Live ရဲ့ Senior District Director အနေနဲ့လုပ်နေပါတယ်ပြီးတော့ The Glorious ရဲ့ဒီ team ကိုလည်းကျွန်တော်ဦးဆောင်နေပါတယ်ဗျဟုတ် တော့ကျွန်တော်တို့ဒါ menu live နဲ့ဆိုရင်ကိုအောင်ကိုဖြိုးနဲ့အမြဲတမ်းပေါ့နော်ဒါတချို့လဲဒါကိုအောင်ကိုဖြိုးသိထားပြီးသားဖြစ်မယ်လဲတူတယ်ဒါပေမဲ့ကျွန်တော်အမြင်ကတော့တချို့ကတော့ဒါကျွန်တော်တို့ menu live နဲ့တွေ့ပြီးတော့သိအောင်ဟောပေါ့နော်ဆိုတော့ကျွန်တော်တို့ဆိုရင်လည်းဒါလွန်ခဲ့တဲ့နှစ်တွေကဒီအဲ tech လောကမှာကျွန်တော်တို့ technology vlogger တွေလောကမှာအခုသိတဲ့လူတွေများမှာပါဆိုတော့အခုရဲ့ဒီ tech blogger တယောက်ဖြစ်လာတယ်နောက်ပြီးတော့အခုရဲ့အခုဘယ်လိုပုံစံလေးဒီ tech vlogging ကိုပေါ့နော် run နေရလဲဆိုတော့ကျွန်တော်တို့အဲ့ဒါလေးကိုအရင်လေးနည်းနည်းပြောကြည့်လို့ရမှာဟုတ်ကဲ့ဟုတ်အဲကျွန်တော်ကဒီ menu live ကိုဝင်တာတော့2020ပေါ့နော်2020နှစ်စလောက်မှာကျွန်တော်ဝင်တာပြောရလို့ရှိရင်ဒီ menu live စပြီးမြန်မာနိုင်ငံဝင်လာတဲ့ကကျွန်တော်ကပထမဆုံးရောက်လာပေါ့နော်ဆိုတော့ပထမဆုံး advisor လည်းဖြစ်တယ်အဲပြီးတော့2021လောက်မှာကျွန်တော်စပြီးတော့ တခြား business တခုခုကိုပေါ့နော်ပြီးတော့ကိုယ်လည်းဝါသနာပါတာလည်းဖြစ်ရမယ်ဆိုပြီးတော့ဟို run ကျင်တာနဲ့ကျွန်တော်ဒီ advisory ကိုစပြစ်တာပေါ့ဆိုတော့ဟိုပြောလို့ရှိရင်ကျွန်တော်ဒီ menu life ကလည်းတည်ပြီးသားပဲကျွန်တော် advisor တွေဆိုတာ freelance လည်းဖြစ်တယ် freelance ဖြစ်တော့ကြတော့ကျွန်တော်ကိုယ့်ရဲ့အခြေရောကိုယ့်အကူစီမံခန့်ခွဲလို့ရတယ်ပြီးတော့နောက်တစ်ခုကကျွန်တော်ဝါသနာပါတဲ့အလုပ်ကလည်းကိုယ်စိုက်တယ်လို့ပေါ့နော်စီမံခန့်ခွဲလို့ရတော့ဟိုကျွန်တော်အဲ့လိုမျိုးနဲ့ပဲစပြစ်သွားတာပါဟုတ်အဲ့တော့ကျွန်တော်တို့အခုဒါနောက်ပိုင်းမှာဆိုလေဒီ vlogger တွေပေါ့နော်ဆို vlogger တွေကလာရေဖန်းစားတယ်ခုနောက်ပိုင်းလူငယ်တွေကျွန်တော်တို့လူငယ်တွေမှမဟုတ်ပါဘူးလူလက်ပိုင်းနေရာဆိုကျွန်တော်တို့အဲဘယ်လေးပဲသွားသွားဘာလေးပဲလုပ်လို့ကျွန်တော်တို့အမြဲတမ်းအဲ့လို vlog လေးရိုက်ရတာဟိုပါလေအဲ့လိုရတာတွေ့ရပေါ့နော်ဆိုအဲ့ဒီလူမျိုးလေးစပြီးတော့လုံတုံးရအောင်ဘယ်လို feeling ရှိလဲနောက်တစ်ဖက်မှာကြတော့လေဒါကျွန်တော်တို့ကဒီအသက်အမားကန်အကြံပေးပေါ့ဆိုတော့အသက်အမားကန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့က product တွေအကြောင်းပြောပြရတယ်လူတွေရဲ့ဒီငွေကြီးဆိုင်ရာဆိုတော့အဲ့နှစ်ခုကနည်းနည်း ကွဲတယ်လေနော်အဲ့တော့အဲ့လိုကွဲတဲ့နှစ်ခုမှာဘလို့ feeling กว่าလဲပေါ့ဘလို့ဘလို့မျိုးလေးတွေရှိလဲကျွန်တော်အဲ့ဒီကျင်ပြောရလို့ရှိရင်တော့ကျွန်တော်ကဒီဗီဒီယိုရိုက်တာတော့ editor တော့ငငယ်လေးတွေကဝါသနာပါတာဟိုကိုမတိစိတ်ကပါတော့ကျွန်တော်ဒီမှတ်မှတ်ရရအဲ့3လင်း5လက်လောက်တည်းကအဲ့လိုမျိုးဟိုအဖေကကင်မရာဝယ်တာလို့ရှိရင်ရှားရိုက်တာမျိုးတွေပြီးတော့ဟိုကျွန်တော်မှအဲ့ဟိုကင်မရာအသေးလေးဖုန်းလို့ပါလို့ရှိရခက်သေးဟိုကကျွန်တော်ကဘာရမဟုတ် vlogger ရမဟုတ်ဘူးအဲ့လိုမျိုးကိုယ့်ရဲ့ daily life ်ဟာတွေရှောက်ရိုက်တယ်ပြီးလို့ရှိရင်ကျွန်တော်ညီအဲ့လိုမျိုးသူကတာတွေဘာတွေကိုရှောက်ရိုက်ပြီး YouTube ပေါ်တင်တာရှိတယ်အခုထိလည်းရှိသေးတယ်ပေါ့နော်ဟိုတော်တော်ကြာပြီအဲ့ဒါလွန်ခဲ့တဲ့နှစ်20လောက်ထဲကဆိုတော့အဲ့တုန်းကတော်တော်တော့ဟုတ်ဟုတ်တယ်ဟုတ်တယ်အဲ့တုန်းကအဲ့တုန်းကဒီ video create တော့သဘောကျတယ်ဒါပေမဲ့အဲ့တော့ vlogger တွေဘာတွေခင်မစားသေးတော့ကြတော့ဘာလို့လို့အဲ့ဒါကဟို business တစ်ခုအနေနဲ့ဟိုမလုပ်ရဘူးပေါ့နော်ဒီတိုင်းမဲ့အပြော်ပေါ့ဒါပေမဲ့အခုဘာဖြစ်လာလဲဆိုတော့တဖြည်းဖြည်းနဲ့ ီလုံးလုံးနေဒီလောက်ကတပိုင်ပေါ့နောက်တစ်ခုကကျတော့ကျွန်တော်ရဲ့ဒီဝါသနာကိုကျွန်တော်အဲ့လိုစဉ်းစားတယ်။ဘာဝါသနာပါတာပါရှိလဲပါရှိလဲဆိုတော့စဉ်းစားတော့အေးဗီဒီယိုရိုက်တာလည်းဝါသနာပါတယ်။နောက်တစ်ခုကကျတော့အက်ဒစ်တာလည်းဝါသနာပါတော့ပြီးတော့နောက်ကကျတော့တက်ကနိုလော်ဂျီနဲ့ပတ်သက်ပြီးတော့လည်းစိတ်ဝင်စားတော့စပြီးစမ်းလုံးကြည့်တာပေါ့နော်။စမ်းလုံးကြည့်ရင်စမ်းလုံးကြည့်ရင်ねဟိုဘယ်လိုပြောရမလဲ။ဟိုကိုယ်လည်းဝါသနာပါတယ်။အဓိကတော့ဒီဘက်အလုတ်ကလောရတဲ့ဟို stress တွေပါဖြစ်တာကိုကျွန်တော်ဟိုဘက်အလုတ်မှာကိုယ်ဝါသနာပါလုံးနေတဲ့ ဟို redless လောက်တယ်လို့မျိုးပေါ့နော်ကျွန်တော်အနေနဲ့အဲ့ဟာ second choice ဖြစ်ပေမဲ့ဒါပေမဲ့ဟိုပင်မန်းနဲ့လို့မခံစားရအောင်ကိုဝါသနာပါတဲ့ဟာသူများရဲ့ဆိုလို့ရှိရင်ဥမာဟိုအလုပ်တွေအရင်ပင်မန်းလာလို့ရှိရင် gain ကစားရတာပဲရှိတယ်ဗျအဲ့ဒါဆို stress ဖြေတယ်လို့ပဲကျွန်တော်က video ရိုက်တာ edit တာကျွန်တော်တို့ကဒီ stress ဖြေပြောက်တဲ့သဘောမျိုးပေါ့နော်အဲ့လိုလုံရင်းရနေမှအခုလိုမျိုးလှုပ်ဖြစ်သွားတာပေါ့เนาะဆိုတော့ဟိုအဲ့လိုနဲ့ပဲအခုချိန်ဒီကျွန်တော်နှစ်ခုသွားနေပါတယ်ဟုတ်ဟုတ်အဲ့တော့ကျွန်တော်ကကြတော့လေဒီမှာဟို ဟိုအခုဟိုကြည့်ပြီးတော့ပဲဖြစ်ဖြစ်အခုတကယ်လဲဟိုအလုပ်ကိုကျွန်တော်တို့တလုပ်ထပ်ပို့ပြီးတော့နှလုံးသုံးလုံးလုပ်တဲ့လူတွေလည်းရှိကြတယ်เนาะဆိုတော့ကျွန်တော်သိရှင်တာကလေအဲ့လိုမျိုးလုပ်တဲ့အခါမှာအနေနဲ့များတော့လေခုနပြောသူပေါ့เนาะ balance လုပ်ရတာခက်တဲ့အချိန်မျိုးရှိမှာပဲဆိုတော့ဘယ်လိုပုံစံမျိုး ဟိုခက်ခက်ခဲခဲအခြေအနေမျိုးရောရှိလာပေါ့နော်အဓိကတော့အဲ့လို tough ဖြစ်တဲ့အချိန်လေးပေါ့လေမလားဟာဟိုဘက်နဲ့ဒီဘက်နဲ့အရင်ဂျင်းနေကြတယ်နောက်တစ်ခုကနည်းနည်းအဲ့လိုပေါ့နော်ဟိုစိန်ခေါ်မှုလို့ပြောနေတယ်နည်းနည်းကြီးပါတယ်ဒါပေမဲ့လေဟိုကိုဝါသနာပါတာရော နောက်ကိုလုတ်ဖို့ရွေးထားတဲ့ဟာရောဒီလိုအလုပ်တွေကြားထဲမှာနည်းနည်းဘယ်လိုမျိုးအခက်ခဲလေးရှိလဲပေါ့နော်အဲ့ဒါမျိုးလေးလည်းကျွန်မသိကြတယ် ်ရှိတယ်ကျွန်တော်2021လောက်မှာစပြီးတော့လုံးဖြစ်တာဆိုတော့အရင်ဆုံး challenging ကတော့ time management ပေါ့နော် time management ကတော့တော်တော်လေးကိုကျွန်တော်တို့က challenging ဖြစ်ခဲ့တယ်ဘာဖြစ်လို့လဲဆိုတော့ဟိုအဲ့ချိန်မှာကျွန်တော်ရဲ့ page ကလည်းစာရန်နေတဲ့အချိန်နောက်တစ်ခါကျတော့ဟိုကျွန်တော်ကဒီ menu light မှာလည်းအဲ့တော့ position တစ်ခုရားနေပြီးသားအချိန်ဆိုတော့ဆဆချင်းမှာကျွန်တော်တို့ကဒီ page ချိန်မှာမလုပ်ရမလဲဆိုတာသိချာမသိခဲ့ဘူးပေါ့အဲ့တော့ဟိုအဲ့ရက်ပိုင်းမှာအဲ့အဲ့ အချိန်ကာလအရန် challenge ဖြစ်တယ်အဓိကတော့ခုနပြောတဲ့ time management ပေါ့နော်ဆိုတော့ဟိုဒါပေမဲ့ခုနောက်ပိုင်းတဖြည်းဖြည်းနဲ့တော့ဟိုကျွန်တော်ခုဆိုဘလို run လဲဆိုတော့ဒီ manual life အလုပ်တွေကိုကျွန်တော်က9 to 6 9 to 5လောက်ထိလုပ်တယ်အညကြလို့ရှိရင်9နိုင်နောက်ပိုင်းကျွန်တော်ဒီ advisory ဒီ content create လုပ်တဲ့အပိုင်းနေ video editor တွေလုပ်တယ်ပြီးတော့ကျွန်တော် gym လဲစော်သေးတယ်စော်သေးတော့ 6နာရီကနေ9နာရီချင်းဆော့တယ်။ဒါတော့ကျွန်တော်ရဲ့ပုံမှန် schedule ပေါ့နော်။ဆိုတော့အဲ့လိုမျိုး time management တိကျခွဲပြီးလုပ်တာတော့အဆင်ပြေတယ်။ဆက်ဆက်ချင်းမှာတော့အထူးသဖြင့်ကျွန်တော် menu like ဆို appointment တွေရှိတယ်၊ meeting တွေရှိတယ်။နောက်ခုဘက်မှာလည်းဟို video ရိုက်တာတွေရှိတဲ့အခါမှာဆက်ဆက်ချင်းမှာဘယ်လိုလုပ်ရမှန်းမသိဘူး။ဘေးချိန်မှာဘာလုပ်ရမှန်းလည်းတိကျမသိဘူးပေါ့နော်။ဒါပေမဲ့ ဟိုကျွန်တော်ရဲ့ partner ကလည်းသူလည်းအကြံပေးတယ်ပေါ့နော်ဟိုပြီးတော့နောက်တစ်ခုကကြတော့သူကကြောက်ကျွန်တော်လက်ဆိုင် planning ပို့ကောက်တယ်အဲတစ်ပတ်စာ weekly monthly plan ဘာလို့လဲဆိုတော့သူဆွဲပေးတယ်ဆွဲပြီးတော့ကြတော့ဟိုအဲ့တိုင်းသွားကြည့်တော့အဆင်ပြေတယ်ဆိုတော့အဓိကတော့ဟို challenge ကတော့ time management ပါပဲဟုတ်ဒါဆိုရင်အခုအဲပြောတဲ့ဟာလေးကိုကျွန်တော်နားထောင်ကြည့်ကျွန်တော်တို့ကိုယ်နိုင်ကိုယ်တိုင်ကြရင်ဟို time management ကိုလုပ်တော့လုပ်ထားတယ်ဒါပေမဲ့အဲကျွန်တော်တို့ဒီ fit လေးပေါ့နော်အဲ့လိုမျိုးလုပ်ဖို့လေးနည်းနည်း ခင်းရင်ပေါ့ဆိုတော့အဲ့ဒါလေးလုံးကြည့်ရတော့ပို့ပြီးတော့အဆင်ပြေမယ်နဲ့တူတယ်အဲ့တော့ကျွန်တော်ကဒီနေရာမှာတခုမေးချင်တာအဲ့တော့အရင်တော့ကတော့နည်းနည်းအဲ့လိုပေါ့နော်နည်းနည်းကျွန်တော်တို့အချိန်ရလဲအဲ့လို management နည်းနည်းလေးဟုတ်နည်းသေးတဲ့အချိန်မှာအားနည်းသေးတဲ့အချိန်မှာနည်းနည်းပင်ပန်းနေတယ်ဒါပေမဲ့နောက်ပိုင်းအဆင်ပြေအဲ့တော့ feeling ကဘာကွာ feeling ကတော့ဟိုပုပ္ပလင်ပြောရရင်တော့အဲ့ချိန်တော့ကတော့ဘယ်လိုရအောင်ပင်ပန်းပြီးဟိုစိတ်ရှုပ်တဲ့ခါမျိုးကြီးတော့ရှိရပါတော့เนาะဒါပေမဲ့ ကျွန်တော်ဝါသနာပါတာဖြစ်တဲ့အတွက်ကျွန်တော်ကဟိုလိုမျိုးဟို give up လုပ်ဖို့တော့မတွေးရအောင်ဖြစ်နောက်တစ်ခုကဒီ manual life အလုပ်ကလည်းကျွန်တော်ကပြုဝင်လင်ပြောရရင်လောက်ရပြောတယ်အဓိကတော့ဒီ company ရဲ့ဒီ working culture ရောပြီးတော့ကျွန်တော်အခုလက်ရှိရှိတင်းမှရှိနေတဲ့သူတွေနဲ့အဲ့လို meeting တွေပါလောက်ရတယ်ဆိုပေမဲ့ဟိုတက်တောင်းတတာဖြစ်တယ်ဟိုလိုမျိုးကြီးဒီလောက်ကြီးလောက်ရတာဒီရလေစိတ်ညစ်မနေပေါ့နော်အဲ့တော့ကြတော့နှစ်ခွလုံးကကျွန်တော်လောက်ရတာသဘောကျတဲ့အလုပ်တွေဖြစ်တယ်အဲ့တော့ကြတော့ဟို feeling ကတော့စိတ်ရှုပ်တာမှန်ပေမဲ့ ဟိုအရန် stressful ဖြစ်ပြီးတော့ဟိုဘယ်လိုပြောရအောင်လဲထွက်ပြေးခြင်းလောက်တဲ့ထိတော့မဟုတ်ဘူးတဖြည်းဖြည်းနဲ့တော့ကျင့်သားရလာပါတော့ဒါပေမဲ့အခုလက်ရှိမှာဆိုရင်တော့ပို့ပြီးတော့ ဟို time management လောက်ရတဲ့အကျိုးကျေးဇူးကြောင့် coffee တန်လည်းပိုရှိလာတယ်ပြီးတော့အားလုံးလည်းအဆင်ပြေပါတယ်ပြီးတော့အခုဆိုလို့ရှိရင်ကျွန်တော် team member တွေဆိုလို့ရှိရင်ကျွန်တော်ဒီ vlogger လောက်တာ content creator လောက်တာတွေဆိုသိတယ်ပြီးတော့ကျရုံမှာတော့မှကျွန်တော်အားလို့ရှိရင်သူတို့ကိုထည့်ပြီးတော့ model ဖြစ်ထည့်ပြီးရိုက်တာရှိသေးတယ်ကျွန်တော်လက်ပေါ်ပါကျွန်တော်ပါကျင်တယ်အဲ့တော့အားလုံးအဆင်ပြေပါတယ်ဟုတ်အဲ့တော့ကျွန်တော်တို့ဘောနော်ဒီနောက်ထပ်မေးခွန်းလေးမသွားခင်ကျွန်တော်တို့ဒီတစ်ပတ်အတွက်ကတော့ဒီလောက်ပါပဲကျွန်တော်တို့နောက်တစ်ပတ်မှာပြန်လာကြပါမယ် Man, life at the Armageddon.